ိုက်ပွဲကတော့ဒီလပရန်ဘက်ကနေပြီးတော့ဗောနော်လှစင်ကုန်းဗရဲကောဗရဲကောကနေပြီးတော့တရချောင်းဒီစစ်ချောင်းကဒီလာခဲ့တာဗောနော်စစ်ချောင်းကလည်းလာခဲ့တာကဘယ်နှဖွဲလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစကစကစရဲ့တာပြူဗောနော်စကစပြူဇော်မင်းသိန်းအဖွဲရဲ့လပရန်အနောက်ကအဲထေအောင်ရှိန်ရဲ့အဖွဲဗောနော်ဒီတက်မ66က အဲစကားစကားအဖွဲပေါ့နော်ဒါပေါင်းပြီးတော့စကြောင်းလာခဲ့တာပေါ့နော်လာခဲ့တဲ့အချိန်မှာပဲကျွန်တော်တို့တော်လိုင်းမဟာမိတ်ညီကိုများအဖွဲပေါ့နော် ဒေါ်လာရေးဖွဲ့တွေပူပေါင်းပြီးတော့အခုလိုမျိုးစစ်ကြောင်းကိုတိုက်ခဲ့တာပါဗျစစ်ကြောင်းအနေနဲ့တက်လာတော့အင်အားက80ဝန်းကျင်ခန့်လောက်ရှိတယ်ဗျ80ဝန်းကျင်ခန့်လောက်ရှိတယ်ပြည်သူတွေအရင်တွေကိုလည်းအင်ချောင်းလုံးလောက်ပေါ့နော်အမီးတွေတို့တယ်တို့ပြီးတော့ရွာအထွက်မှာပဲကျွန်တော်တို့15ရက်နေ့ပေါ့နော်15ရက်နေ့မနေ့10ရက်နေ့ရစပြီးတော့ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်တယ်ပေါ့ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့ကောတနအီခွဲကျော်လောက်ကြာတယ်ဗျတနအီခွဲကျော်ကြာတဲ့အချိန်ကမှကစကားစတက်ကအဲကျွန်တော်တို့ဘက်ကအင်အားလုံးရင်းနဲ့ဖိပြီးတော့ပြစ်ခတ်မှုတွေပြလာတဲ့ကြာဆုံးသူတို့ဘက်ကကြာဆုံး ုံးမှုရများလည်းများရောအဲတချို့တို့ကပြန်သွားတာရှိတယ်ဗျအဲအသေးရတော့ဒီစကားသားဘက်ကတော့20လောက်တည်တယ်ပေါ့နော်20လောက်တည်တယ်73ဘန်ကတော့အဲ12ရောက်လောက်ရတယ်ပေါ့နော်အရှင်ဖမ်းမိတယ်ပေါ့နော်ဒါလည်းဖမ်းစီလာခဲ့တယ်ပေါ့အဲတိုက်ပွဲမှာတော့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကတော့တီးတွေ့ပြည်ပြည်ချင်းမှာဘာမှထိခိုက်မှုမရှိပဲအကောင်းဆုံးအနေနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လက်နက်ခရမ်းများကိုလည်းကျွန်တော်တို့ကောင်းစွာကောက်ယူနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့မှာဘလက်နက်ဘလက်နက်လောက်ရလဲဆိုရင်16လက်လောက်ရတယ်ပေါ့နော် စကောလဲလောက်ရတယ်ကျန်တဲ့ကန်းနေရာတော့သူပစ်ချပြီးပြေးတာလေးနဲ့ပေါ့နော်တသားစီလောက်သွားတာလည်းရှိတယ်ဗျပါသွားတာလည်းရှိတယ်ပေါ့နော်အတင်းနေပြေးတာသက္ကသနေနဲ့ပြန်ဆုတ်သွားတဲ့ဖက်လဲအနေငယ်လောက်ပဲပြန်ရောက်တယ်လို့လဲတရင်ရတယ်ဗျတိုင်ပွဲနဲ့ဖြစ်တဲ့ဒီတေချောင်းဆိုတာကဒါလေဗနန်မြို့နယ်နဲ့ကအရင်နီးပါတယ်ဗျကျွန်တော်ဘဘိုးယိုးမနဲ့ဆိုတော့လှမ်းပါတယ် နေရန်တပန်းနဲ့တော့နေရပေါ့နော်ကျွန်တော်တော်လန်ကြီးအင်အားစုပေါ့နော်ညီကိုတွေစီးလုံးစွာပိုင်နိုင်စွာနဲ့လုံနိုင်ခဲ့တဲ့အတွက်အထူးလည်းကျွန်တော်တို့ဝမ်းသဲဝမ်းသာတယ်ပေါ့နော်အားလည်းအားရတယ်ဒီသမဂ္ဂကြီးလည်းလုံနိုင်တယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ဒီစစ်ကြောင်းပေါ်မှာတော့ဒါတက်လာတဲ့စစ်ကြောင်းကတော့ကျွန်တော်တို့ကောင်းဆုံးမှာစီးလုံးအင်အားဖြစ်တဲ့အတွက်ပိုင်နိုင်တာလုံနိုင်တဲ့အတွက်ကျွန်တော်တို့ကတော့ဝမ်းသာအားရရှိနေပါတယ်ဗျဟုတ်စိုက်ပါသမားဟုတ်စိုက်ပါသမားဘုမားကရှိလေးကြာနည်းနည်းလေးဒီအိတ်ကြီးကထိနေတယ်ငှက်တော့อืม ဘလူလဲဆိုင်ပါသမားဟမ်အမလေးအရှိကြီးဒီရှိတဲ့တည်းအော်ဆိုင်ပါသမားကြီးအင်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 းဆိုပါလက်ပန်းမျိုးနဲ့တိုက်ပွဲမှာစစ်ကောမရှင်တက်ဖွဲ့ဝင်ဆက်၅ဦးတည်ဆုံးပဲခူးတိုင်းတာယာဝတီခရိုင်လက်ပန်းမျိုးနယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောမရှင်တက်စစ်ကြောင်းကိုတော်လန်ရေးတက်တွေတိုက်ခိုက်လို့15ဦးတည်ဆုံးသွားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးအမတ်နှစ်စစ်စင်ရေးနယ်မြေကထုတ်ပြန်ပါတယ်အဲ့ဒီလက်ပန်းမျိုးနယ်တရက်ချောင်းကြီးရွာကို အော်တိုဘာလ15ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ် PDF တွေကတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်15ဦးသေဆုံးပြီး12ဦးရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအပြင်လက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းအများပြားလည်းတင်စီရမိခဲ့ပါတယ် အဲ့ဒီစစ်ကြောင်းကို PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲကူတိုင်းစစ်ဌာနဖြူဟာ22ရက်ကုကဲမှုနဲ့အတူအမှတ်38တူမြနှစ်တက်ရင်အမှတ်3803တက်ရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်